ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ Manchester City အသင်းကဒါသူတို့အသင်းရဲ့တိုက်စစ်ပိုင်းအတွက်ပေါင်တန်း180တိတုံးပြီးတော့အသင်းကိုကြီးကြီးမားမားပြောင်းလဲပြင်ဆင်တော့မယ်။တချို့ report တွေမှာသူ City ကတန်း100ကျော်တိထပ်သုံးဖို့စဉ်းစားထားတယ်ဆိုတဲ့အချက်ပေါ့လေ။ဆိုတော့သူတို့ကဘယ်တောင်မှဘယ်နောက်ခံလူတယောက်ညာနောက်ခံလူတယောက်ဒါပေမဲ့အခုလောလောဆယ်မှာ De Bruyne နေရာအစားထိုးပဲသူတေချာပေါက်ရှာနေတယ်။ပြီးတာနဲ့ ံပါတ်၈ position ကိုကောင်းကောင်းထိကျောင်းနိုင်မဲ့ ქვენ လေကစားမှာ City က routine ပြန်လာရင် ქვენ လေက balance မြသွားတာမှန်တယ်ဒါပေမဲ့သူတို့နေနဲ့တေချာပေါ့ quality player လိုအပ်တယ်အဲ့တော့ကြောင့် City ကလည်းအသေးအံရှာတဲ့အချိန်မှာအခုလက်ရှိမှာ Riders AC Milan တဲ့ရဲ့လည်း ქვენ လေကစားမှာဒီကစားမှာကတကယ် quality ကစားမှာရည်သွေးရှိတယ်ဒါပေမဲ့အခု AC Milan အသင်းကသူ့ကိုရောင်းရမဲ့အချိန်မှာပါတယ်။ဘာကြောင့်လဲဆိုတော့ AC Milan က Champions League မဝင်တော့တဲ့အတွက် ဥရောပဝင်ခွင့်မဝင်တော့တဲ့အတွက်ကြောင့်ဆိုတော့လက်ရှိမှာ Rangers ကတန်း90လောက်တောင်းတက်ထားချိန်မှာ Man Liverpool ဒီ Man City ကတန်း90နဲ့ပထမချိန်ကန်လိုက်ခဲ့တယ်။အိုက်ကန်လာမှုကိုပယ်ချလိုက်တယ်။ပယ်ချလိုက်တဲ့ကြောင့် Manchester City က second bit အနေနဲ့ထပ်ပြီးတော့သွားဖို့ရှိတယ်။ဒီကြတဲ့ Milan ရဲ့လက်ရှိငွေကြေးလိုအပ်တဲ့အနေထားဥရောပဝင်ခွင့်မရတဲ့အခြေအနေ တွေ့ကြောင်းတင်ကြတဲ့ writer ဟာ80အများဆုံးထက်မပိုနိုင်ဘူးအဲ့ဒါက maximum ပဲဒီနေရာမှာ Florian Verse ကို Man City ကတပြိုင်နက်အပိသက်တန်းဒါနှစ်ယောက်ပေါင်းကိုတန်း180ဆိုတော့သူတို့ကကျွန်တော်တွတ်တာပေါ့လေ Florian Verse တယောက်ထဲကိုတန်း120လောက်ပေါ့လေဒါ writer က60ဆို180ကွတ်တီလောက်ပဲသူတို့ကအဲ့လောက်ထိသူတို့စဉ်းစားထားတယ်ဆိုတော့လက်ရှိမှာ Florian Verse ကကျွန်တော်ပြောသလိုပေါ့လေ Liverpool ရယ် Real Madrid ရယ် Bayern Munich ရယ် Manchester City ရယ်၄ပွဲဆိုင်ဆိုတော့ လီဗာမန်စီးတီးယားတော့ဒါဒါဒီကစားမတွေအသင်းတွေအားလုံးနဲ့ပါသူကတော့ favorite ဖြစ်နေတဲ့အသင်း။ဘာကြောင့်လဲဆိုတော့ငွေကြေးလည်းရှိတယ်။တက္ကသိုလ်နဲ့ခေါ်တွန်းရတယ်။နီးပြားကဖက်ကွာဒီယိုလာဆိုတဲ့အချက်။အဲ့ဒီနေရာမှာ Florian Vaz ကဘိုင်ယန်ကိုပြောင်းချင်တယ်။ဒါပေမဲ့ Bayern Munich ကိုလီဗာကူးစင်ကမရောက်ဘူး။ဒါ Manchester City နဲ့လီဗာကူးစင်ကမှ agreement ရှိတယ်လို့သတင်းတွေတက်လာတယ်။ Real Madrid ကသူ့ရဲ့နီးပြားအချာပြီးအလွန်ဆုံးနဲ့ to Florian Vaz ကိုခေါ်သွားချင်တယ်။ဆိုတော့၄ပွင့်ဆိုင်ဖြစ်တဲ့ချိန်မှာမန်စီးတီးကနှစ်ယောက်ကို180နှစ်ယောက်180ဆိုဖဲဖြစ်လာ floating vast က120ပဲထားဗျာပေါင်သန်း120ဆိုရင်ဒါလက်ရှိနေထားမို့လေဒါပေါင်သန်း120ဟာလက်ရှိမှာယူရိုအားဖြင့်140ရှိတယ်ဒါတော်တော်ကောင်းတဲ့အမောက်ပဲတန်တရာ plus 20ပါညာအဲ့လိုပုံစံအဲ့လိုပုံစံနဲ့ city ရခေါ်ကောင်းခေါ်သွားနိုင်တယ်ဒါ city သားအဲ့ကစားမှခု city ရ Theo Hernandez ကိုလည်းကြည့်ပြပါဘို့လေ Theo Hernandez ကိုလည်းကြည့်နေနောက် Patrick Poro လည်းကြည့်နေတယ် ပက်ထရိုပိုလိုကိုထော်တာဟော့စ်ပါကခေါ်ချင်တယ်သူတို့က right back position အတွက်ပက်ထရိုပိုလိုကိုလိုချင်တယ်ထေယူဟန်နန်ဒက်စ်ကို AC Milan ကလိုချင်တယ် Ajax မှာတော့30 35တန်းဆိုရပြီဆိုတော့ AC Milan က Rider နဲ့ဒါထေယူဟန်နန်ဒက်စ်ကို Man City လိုချင်ပြီးတော့ Florian Vaz ကိုဒါသူတို့ရဲ့တိုက်စစ်ပိုင်းရဲ့အဓိက main ဖြစ် Rider နေရာအစားထိုးဖို့ ਨੇ ဟိုဘက်ကဒီပက်ထရိုပိုလိုဆိုတော့ဒီနေရာမှာကျွန်တော်တခုပဲပြောလေ Florian Vaz ဆိုရင်ရော Man City သွားမလား ဘိုင်ယန်သွားရင်မူစီယားနဲ့တွဲမိမယ်ဒါပေမဲ့မိုက်ကယ်အိုလီဆေးအတွက်နေရာကရှိသေးတယ်ဆိုဘိုင်ယန်မှာလည်းနည်းနည်းတော့စဉ်းစားစရာဖြစ်တယ်ဒါမန်စီးတီးဆိုရင်တော့ straight forward ဖြစ်နိုင်တယ်ဒီဘိုင်နာမရှိတော့တဲ့အတွက်ကြောင့် Real Madrid ကလည်း straight forward ဖြစ်ကောင်းဖြစ်နိုင်တယ်အနာဂတ်မှာ Luka Modric position နဲ့မတူသည့်တိုင်အောင် Luka Modric အနေထားပေါ့လေဆိုတော့ Ryder ကတော့ဒါဘယ်လိုပြောမလဲမန်စီးတီးလိုချင်တယ်မန်စီးတီးကအဲ့ကွင်းလေအားနေသွားတဲ့အချက်ကိုသူသဘောမကျဘူးဆိုတော့ဒါဒါလက်ရှိနေထားရ Ryder's နဲ့ ဒါ Florin Verse နှစ်ယောက်အတွက်ပေါင်တန်း180ဘယ်လိုနေကြလဲဈေးကြီးလားအဲ Florin Verse ရဲ့ current market ပေါက်ကြီး Rider ရဲ့ market ပေါက်ကြီးဆိုရင်အဲ့လောက်တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ထိတ်တန်းဆိတ်ရှိတဲ့ကစားမားတွေသူသဖြင့် Premier League Club တွေဝယ်ပြီးဆိုရင်တော့ဈေးကတော့ပြီးဦးပြီးရတယ်အဲ့ချက်ကလည်းနည်းနည်းတော့စဉ်းစားစရာအချက်ပေါ့လေဒါ Man City ကပေါင်တန်း180နဲ့သူတို့လိုချင်တဲ့ကစားမားတစ်ယောက်ဒီကြားထဲမှာပေါ်တူဂါလေ85သန်းလောက်ထိ Diogo Costa ကိုတောင်းနေလို့အဲ့ဒါအဲ့ပြောင်းရွှေ့လည်းနည်းနည်း delay ဖြစ်နေတယ်ဒါတော့တစ်ဖက်က left right တောင်ပိုင်းတွေကိုလည်း city ကတပြိုင်တည်းအားဖြည့်ဖို့လုပ်နေတာပါအားလုံးကျေးဇူးတင်ပါတယ်